မုံမြင့်ပိုစတာကိစ္စလည်းကျွန်တော်တော်တော်လမေးကြတယ်။အဲ့မှာကိုစင်မျိုးမပါတဲ့အကြောင်းရင်းရာကိုကြီးစင်မျိုးကအဲ့ကျွန်တော်တို့ကာဘာအရိုက်တဲ့အချိန်မှာသူပင်တရားရောက်နေတာ။သမီးရဲ့အပေါက်တရားကိုသာပိတ်လို့ရမယ်။လူပစက်တပေါက်ကိုတော့ပိတ်လို့မရဘူး။သူငိုပြီးတော့သူမတိတ်တော့ဘူး။တော်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 ရှိုက်ကြီးတငင်သူငိုပြီးတော့သူသရုပ်ဆောင်ရတယ်။တချို့ကန်နေလေ။တအားပူလောင်ပြီးတော့သူကြည့်ရပင်မန်းလို့လေ။အဲ့လိုတနာနဲ့တနာပါသူသရုပ်ဆောင်ရတယ်တော်တော်ပင်မန်းပါဒီတိုင်းမှာ။ ရန်ချုပ်ချက်လုံးရင်လည်းဒါဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ကြည့်မလားနေရာတိုင်းနေရာတိုင်းမှာလည်းဟိုလွတ်လပ်မှုလေးတော့ရှိနေတာပေါ့နော်အရန်ချုပ်ချက်ပြီးတော့အရန်တင်းကျပ်ထားရင်လည်းမကောင်းမြင်ဘူးနင်တော့ကိုဦးနဲ့ရှာတဲ့ကိုဦးရှိနေပြီဘာအာညီမလေးမြတ်သူရဲ့ဒါထက်မြတ်သူစိန်ဆိုင်ဖွင့်ပွဲပေါ့နော်စိန်နဲ့ရွှေစိန်ဖွင့်ပွဲရောက်လာတာပါဟုတ် အဲဂုံယူပါတယ်အများကြီးအောင်မြင်ပါစေကိုညီမလေးကငကိုတည်းကဟိုစူးစမ်းတဲ့ညီမလေးပေါ့နော်ဟုတ်အဲလက်တလုံးနေနဲ့ဒါဒါညီမလေးနဲ့ဒါကျွန်တော်ဇလန်တွဲတွဲတောင်ရိုက်ထားသေးတယ်ဆိုတော့အဲ့ကာရက်တာလေးကသူတော်တော်ပေါက်လိုက်မယ်အဲဘာလို့ဆိုဇက်ကလည်းသူကမင်းသမီးဇက်ပဲ MRD ဘိုးကပြမှာအဲဆိုတော့ဟိုမြားညိုဆိုတဲ့ကာရက်တာလေးနဲ့ဒါကျွန်တော်အရင်ဦးဆုံးမိတ်ဆက်ပေးခဲ့မယ်နော်တော်တော်ပေါက်လိုက်မယ် ါဒါကိုညီမလေးစားတာကျွန်တော်ကြိုးပြောတာတကယ်တကယ်ပောက်လိုက်မယ်အဲ့ကာရင်တာသူတော်တော်လေးကိုစူးစမ်းဟိုလိုစိတ်ထဲနှစ်ပြီးတော်တော်စူးစမ်းထားတဲ့ဇလန်တွယ်လေးမှာလည်းကျွန်တော်ကိုကျွန်တော်လည်းဒါပါဝင်ပြီးတော့အတူတူတည်ဥဆောင်ထားတယ်အဲ့တော့အဲ့ဇလန်တွယ်လေးလည်းသူမကြခင်ဒါမိတ်ဆက်ပွဲလောက်လောက်ပါလိုက်မယ်ဟုတ်အားတော့အားကြပါတယ်နော်ဒါချစ်စရာကောင်းပါလေသူတို့တွယ်လေးတယောက်နဲ့တယောက်နဲ့အရန်ချစ်တာချစ်ဖို့ကောင်းပါလေဟုတ်အားကြပါပြီမကူတိုင်းရောဟမ်ကျွန်တော်တော့အေးဆေးပါပဲကျွန်တော်တော့စင်ကယ်ပေါ့နော်အဲဟုတ်တယ်အမုံမြင့်မှာအမုံအဲ့ဒါလေးကျွန်တော် ော်မုံမြစ်ပိုစတာကိစ္စလဲကျွန်တော်တော်တော်လက်မေးကြတယ်အဲ့မှာကိုစင်မျိုးမပါတဲ့အကြောင်းရင်းရာကိုကြီးစင်မျိုးကအဲ့ကျွန်တော်တို့ကာဘာအက်ရိုက်တဲ့အချိန်မှာသူပင်တရားရောက်နေတာအဲ့တော့နေမှာဇလန်တွေရိုက်နေတော့သူဘလို့မှပြန်လာလို့မရဘူးပြီးတော့လဲဖိုတိုရှူတွင်တည်ပြီးတော့လဲကိုကြီးမှအလှပုံအဲ့လိုမျိုးတိုက်ပုံနဲ့ရိုက်ထားတဲ့ပုံဆိုတော့တဘုံမှမရှိခဲ့ ဲ့တော့အဲ့တော့ဒီကာဗာအပ်မပါတာပါအဲတချို့တွေကအဲ့ဒါအမျိုးမျိုးတွေမျိုးစုံတွေအတင်လွဲကြတာမဟုတ်အဲ့တော့ဆရာကလည်းပုံတင်ပြီးတော့မှအားနာလို့လေဆရာဦးသိန်းဟန်ကလည်းအဲ့အဲ့လိုလေးပေါ့ဟုတ်အဲကိုပါဝင်တဲ့စင်ရနဲပြီမဲ့လဲကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့အဲတရုတ်ဆောင်ပေးတာပဲဆိုတော့ဇလန်းတွဲတော်တော်များများမှာလဲကျွန်တော်ပါစီခြင်းကြတယ် ်ပါစေချင်ကြရဆိုတော့အဲ့လိုရိုက်ပြီဆိုတာနဲ့ဟိုတစင်းပြပြနှစင်းပြပြဒါပတစ်ခါလေး၅စင်းလောက်ပေါ့နော်အဲ့လိုပါစေချင်တယ်ပါစေချင်လို့ဟိုအဲ့လိုပြောဟိုမနေခုတ်ရိုက်ပေးရတာပေါ့အဲ့လိုပေါ့ဟုတ်သူလည်းတော်တော်ကြိုးစားပါတယ်음ခက်ခက်မာလေလေဆိုတော့ तू तू ငိုပြီးတော့ तू မတိတ်တော့ဘူးတော်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 ရှိုက်ကြီးတငင် तू ငိုပြီးတော့ तू သေုပ်ဆောင်ရတယ်တချို့ကန်းနေလေတအားပူလောင်ပြီးတော့ तू ကြည့်ရပင်မန်းလို့လေအဲ့လိုတနာနဲ့တနာပါ तू သေုပ်ဆောင်ရတယ်တော်တော်ပင်မန်းပါဒီတဲမှာ အာအဓိကတော့အိမ်အောင်မဲအိမ်အောင်ကြီးတွေပြောရအောင်မဲလဲလဲဒါတော့တယောက်နဲ့တယောက်နဲ့ဒါနိဟိုဘယ်လိုပြောမလဲညီညီနိုင်နိုင်လေးလို့ရင်တော့ဒါအဆင်ပြေမှာပါနော်ဒီမရင်းနေခွာနေပါဘူးဘယ်လို ဓိကကတော့ဟိုတင်းဝက်တစ်ခုညီလို့ပေါ့ညီတဲ့ခါမှာအကုန်လုံးပေါ့ဥမာပြန်ဇလန်းတွဲဆိုတာလဲကျွန်တော်တို့ဒီရုပ်ရှင်ဇလန်းတွဲတစ်ခုဆိုတာလဲကျွန်တော်တို့ဒါစိုင်းဝိုင်းတစ်ခုလို့ပါပဲကျွန်တော်တို့ဒါဥပမာပြောတာជីချိုးသေးလေးလက်ခုပ်ပေါ့အကုန်လုံးစုပြီးတော့တပြိုင်တည်းတီးပြီးဥစားမှာပဲဒီဇလန်းတွဲကပေါက်တာလေ အဲ့လိုမျိုးပေါ့အခုကရွေးချယ်စရာတွေဒီခုမှအများကြီးပဲရှိတယ် channel တွေလည်းအကုန်လုံးရှိတယ်ဒါပေမဲ့ဒီတရဝဲကိုပဲဟိုပရိသတ်ကအာယုံဆိုင်ပြီးတော့အဲဒါစူးစမ်းဟိုကြည့်ပေးတယ်ဆိုတာဒါကျွန်တော်တို့ရဲ့စူးစမ်းမှုလေးတွေအရာတင်တာပေါ့နော်အရန်ချုပ်ချက်လုံးရင်လည်းဒါဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ကြည့်မလားကျွန်တော်တို့ကျွန်တော်အဖေဆိုလေကျွန်တော်ဟိုဟာမလုံတဲ့တရားလို့ကျွန်တော်ခုခုလောက်တာအခုလောက်ဆိုတော့ကျွန်တော်မလုံတော့ဘူးပဲအဲ့လိုမျိုးအဲအခုကမသွားနဲ့ဆိုလေကျွန်တော်သွားပြီးမှပြောတာအဲမရပါဘူး အဲ့အဲ့လိုပြုံးပေါ့အရင်နေရာတိုင်းနေရာတိုင်းမှာလည်းဟိုလွတ်လပ်မှုလေးတော့ရှိသင့်တာပေါ့နော်အရင်ချုပ်ကျဲပြီးတော့အရင်တင်းကျပ်ထားရင်လည်းမကောင်းမြင်ဘူးနော်အဲကျေးဇူးတင်ပါတယ်ပေါ့နော်ဒါဒီဇလန်ွဲလေးကိုအဲဒါဒီလိုမျိုးလောင်ပြီးတော့အားပေးတဲ့အတွက်ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ဟုတ်ကြာဒါညီမလေးရဲ့စိုင်လေးလည်းဒီထက်မှကနောက်ထပ်စိုင်ပွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေနော်အောင်မြင်ပါစေလို့ကျွန်တော်ကြိုးစားဟိုဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်